မာယာထိသွားပြီအဲတစ်ခါနောက်ကျတော့မိမတန်နဲ့တယောက်ကကျတော့ကိုစောရေးကိုစောကျတို့ OK ပါအောင်တစ်ခါနောက်ပြောကလေးမလေးတယောက်ကဆိုလို့ရှိရင်တမင်ခြေောက်ကြီးထိသွားပြီအဲ့လိုမျိုးပေါ့အော်တဲ့တန်တွေကိုဒီမှာနားလေအခုချိန်ကြီးလည်းမထွက်ဘူးအာကိုမာပြီကွာပြီးခဲ့တယ်အောက်တိုဘာလ6ရက်နေ့သတင်းကြိုလာပြညမှာစကိုင်းတိုင်းမုံရွာမြို့နယ်နဲ့ချောင်းမြို့နယ်အဆက်ဘုံတိုရွာမူလာတန်းကျောင်းမှာကျင်းပနေတဲ့ စင်မီတပိတ်ကိုစစ်တပ်ကပါရာမော်တာဆက်တက်ယာဉ်တွေသုံးပြီးလေကြောင်းကဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။အောက်တိုဘာလ18ရက်နေ့အထိနောက်ဆုံးရစီးရင်တွေအရစစ်တပ်ဘုံကျဲခဲ့တာကြောင့်တေဆုံးသူ23ဦးရှိပြီးထိခိုက်ဒဏ်ရာရသူ62ဦးရှိပါတယ်။တေဆုံးသူ23ဦးမှာဆက်ရှင်နဲ့အောက်ကလေး9ဦးပါဝင်ပြီးထိခိုက်ဒဏ်ရာရသူ62ဦးထဲမှာဆက်ရှင်နဲ့အောက်ကလေး28ဦးပါဝင်တယ်လို့တပိတ်စီစဉ်သူတွေကပြောပါတယ်။ ဘုံတို့ရွာမှာစင်မီတပိတ်ဘာကြောင့်လုတ်ခဲတာလဲစင်မီတပိတ်ကိုစစ်တပ်ကဘလို့ဘုံကျဲခဲ့တာလဲတပိတ်ကော်မတီဝင်တွေကရောတရင်ကြုံမရခဲ့ဘူးလားရွာကန်တွေကရောတတိမထားမိခဲ့ကြတာလားစင်မီတပိတ်မှာအသက်မသေးပဲဒဏ်ရာတွေနဲ့လွတ်မြောက်ခဲ့သူတွေပါဝင်ခဲ့တဲ့ရွာကန်တွေတပိတ်စီစဉ်ခဲ့သူတွေရဲ့ကိုယ်တွေ့အတွေ့အကြုံတွေကိုဒီတပတ်ပကံနေရဲ့အညာတန်အစီအစဉ်မှာနားဆင်ကြည့်ရှုရပါမယ်။ဒီမှာ စီမီပူဇော်ပွဲနဲ့တွဲပြီးတော့အဲကျွန်တော်တို့ကပြည်သူလူထုရဲ့တကယ်ဆန္ဒဖြစ်တဲ့အဲကျွန်တော်တို့ဒီကျမ်းမာရေးရစိုးရိမ်စရာကောင်းနေတဲ့ကျွန်တော်ဒီတောင်ဆန်းစုကြည်ပါဝဲနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ဖို့လွတ်မြောက်စေခြင်းနဲ့ပြည်သူလူထုကအဲ့ဒီအတွက်ကျွန်တော်တောင်းဆိုခြင်းနဲ့ပြန်နောက်တစ်ခုကကျွန်တော်တို့ဒီလူငယ်တွေပေါ့နော်အဲဒီမြို့ပြမှာနေတဲ့လူငယ်ပဲဖြစ်ဖြစ်စစ်ကောင်စီစစ်အုပ်စုထိန်းချုပ်ထားတဲ့ဒေသတွေကလူငယ်ပဲဖြစ်ဖြစ်အဲဒီလူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးပေါ်တာဆွဲပြီးတော့ကျွန်တော်ရှေ့တန်းတွေပို့နေတဲ့ ဒီစစ်မှုထမ်းပေါ်တာဆွဲဥပဒေပေါ့နော်ဒီစနစ်ဆိုးကြီးကိုလည်းကျွန်တော်တို့ကရှုပ်ရှင်းသိကျင်တယ်အဲဒီအတွက်လည်းကျွန်တော်တို့ကအဲဆန္ဒပြတောင်းဆိုရင်းနဲ့ကျွန်တော်တို့ဒီစုတောင်းကြရတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့တကယ်ဖက်ပေါက်မှုခဲနဲ့အဲသူတို့စစ်အုပ်စုပဲထောက်ဝစဉ်အဲအာနာယူဖို့စစ်အာနာရှင်စနစ်တက်ဆိုးရှိဖို့ဟိုကြံရွယ်လှုပ်ဆောင်နေတဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုပေါ့နော်ဒါကိုလည်းကျွန်တော်တို့ပြည်သူလူထုတရက်လုံးက လက်မခံခြင်းဘူးအဲဆန့်ကျင်ကန့်ကွက်တယ်ပါဝင်ပတ်သက်ခြင်းမရှိဘူးပေါ့နော်ဒီလိုသဘောထားဆန္ဒပြုမှု၃ရက်နဲ့အညီကျွန်တော်လာရောက်စုဝေးတဲ့ရက်သားပြည်သူလူထုအပေါ်မှာအခုလိုစစ်အုပ်စုကနေပြီးတော့ကျွန်တော်လေချောင်းကနေပြီးတော့အဲရေချက်ရှိရှိပုံချဲပြီးတော့တိုက်ခိုက်တာပေါ့နော်စကားမှာကကျွန်တော်တို့ရည်ရွယ်ချက်ရှိရှိကိုတွေ့ရင်လမ်းကြောင်းကိုပါကျွန်တော်တို့ဝေဝါအောင်အထိကျွန်တော်တို့အကွက်စစ်စစ် ကျွန်တော်လောက်ဆောင်သွားတာရှိပါတယ်နော်အဲ့တော့ဥပမာကျွန်တော်တို့ဖြစ်စင်မတိုင်ခင်မှာပေါ့နော်ဒီဘုံကနာမခအနေမှာကျွန်တော်ပါရာမီတာ3စီးထပ်မနေပြန်တက်ခဲ့ပြီးတော့အရင်မျက်နှာမျိုးစုံလို့ပေါ့နော်ဒီအရင်မျက်နှာမျိုးစုံကျွန်တော်ပတ်ဝဲပြန်တန်းနေရမျိုးကြီးကျွန်တော်စင်မီတစ်ပိတ်ဖြစ်စင်မှာကျွန်တော်ချေချခဲ့တဲ့ပါရာမီတာဟာပြီးတော့ကျွန်တော်လုံးဝအတန်လုံးဝမကြအောင်နော်အတန်လုံးဝမကြအောင်ကျွန်တော်ဆက်တက်ပြီးတော့လေယုံစီးလာတယ်လို့ယူဆရတာမျိုးကြီးပေါ့ပြီးတော့ဖုန်းလိုင်းတွေကျွန်တော်လုံးဝခေါ်လို့အဆင်မပြေတာမျိုးကြီးပေါ့နော်အဲ့ဒီအထိကျွန်တော်တို့ ခွက်စစ်စစ်လှုပ်ဆောင်ပေးတာတွေတွေ့ရပါတယ်။နောက်တစ်ခုကဒီပါရာမတာရဲ့ပြန်တန်းလာမှုကကျွန်တော်ပုံမှန်ထက်ညံ့ညံ့ပေါ့နော်ပြန်တန်းလာတာမျိုးကြီးပြီးတော့ညံ့ညံ့ရောက်ရှိလာတာမျိုးကြီးကျွန်တော်တွေ့ရတယ်။ဒီဒီဘုံကျဲမှုမတိုင်ခင်မှာကျွန်တော်တို့စူရီယာခွင်းထဲမှာကျွန်တော်တို့အတန်ချစ်ဆက်ပေါက်တွေတစ်ခုမှမဖွင့်ထားပါဘင်းနဲ့ဒီပါရာမိုတာတန်ကိုကျွန်တော်တို့လုံးဝမကြားခဲ့ရပါဘူးပေါ့နော်အဲ့ချိန်မှာထူးခြားတာတစ်ခုကဖာတွေ့ရလဲဆိုပါရာမိုတာအရင် ဉာဏ်နာကိုကျွန်တော်တတိထားမိလိုက်တယ်ပေါ့ပုံမှန်ဆိုလို့ရှိရင်ပါရမော်တာသွားတဲ့အကွာအဝေးကိုကျွန်တော်တို့ကခံမှန်းပြီးတော့ဟိုတိန်းရှောင်လို့ရတယ်ပေါ့နော်အဲ့ဒီညကလည်းကျွန်တော်တို့ဒီပါမော်တာလာတဲ့ချိန်မှာထက်ရှောင်မယ်ဆိုဒုတိယချိန်ကျဲဖို့လာတဲ့ချိန်မှာရှောင်မှုကြိုးစားတဲ့ချိန်မှာလုံးဝအချိန်မမီဘူးပေါ့နော်ချက်ချင်းကျွန်တော်တို့ဟိုဘုံခုချင်းတန်းကိုသွားတဲ့အချိန်တွင်းမှာထပ်ပြီးတော့ကျဲွားတာမျိုးပေါ့နော်ဒီ first aid လုပ်တဲ့နေရာကိုထပ်ပြီးတော့ဟိုကျဲသွားတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာမျိုးထပ်ပြီးတော့တွေ့ရတယ်ပေါ့နော်ဒီလူနာတွေဘာမှမရှိတော့ဘူးလူနာတွေပဲရှိတဲ့နေရာကိုဒုတိယချိန်ထပ်မှန်ပြီးတော့10နာရီကျော်ပုံဝင်ချိန်မှာ ထပ်ပြီးဒုတိယကြိမ်ညာဘုံဒီနှလုံးထက်လာပြီးတော့ကျဲသွားတယ်ပေါ့နော်အဲ့တော့ညာတွင်းချင်းမှာကိုပဲစစ်ကောင်စီကအဲပါရာမော်တာထောက်လျှောက်ပြီးကျတို့မုံရွာနဲ့ချောင်းဦးဆလင်ကြီးဒီအဆက်ပေါ်မှာထောက်လျှောက်ဝဲနေပြီးတော့ဗနက်စီမန်းလဲကျတို့မသိရပဲနဲ့ညာအခါဖြစ်တဲ့အတွက်လဲကျတို့ဒီအတန်ကိုအဓိကအားထားရတယ်ပေါ့နေကင်းဆိုရင်ကျတို့မြင်နေရညာပဲဖြစ်တဲ့အတွက်အတန်ကိုပဲအားထားပြီးတော့ဘေးရောက်ပြီးဘေးရောက်ပြီးခံမှန်းရတဲ့ချိန်မှာတစည်းပြီးတစည်းတက်တယ်တနေရာပြီးတနေရာကိုကျဲသွားတာဖြစ်တဲ့ကျတို့ဘာမှဟိုမသိလိုက်ရပဲနဲ့ဟိုဖြစ်သွားတယ်ပေါ့နော် ဆိုတော့ဒီပန်ကာဒလက်တန်ချားလိုက်တယ်ပေါ့နော်အပေါ်ကနေဖုံးပြီးချားလိုက်တဲ့ပန်ကာဒလက်တန်ကိုပထမဆုံးချားတယ်ချားပြီးရဲ့နောက်ပိုင်းမှာဆိုတော့ဒီကျွန်မဘဝမှာတစ်ခါမှမချားဘူးတဲ့အကျယ်ဆုံးပောက်ကွဲတိုင်ကိုကျွန်မချားခဲ့ရပါတယ်အမှားကျွန်မရဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးပူသွားတယ်ကျွန်မခေါင်းထဲမှာဘာပဲတွေးနေဆိုငါအောက်ပိုင်းတစ်ခုလုံးပြတ်သွားပြီကျွန်မကတော့သွားပြီပေါ့နော်အဲ့လိုပဲတွေးနိုင်လိုက်တယ်ပေါ့နော်တွေးနိုင်တယ် ညာကိုကျွန်မဒီညာကနေမရရအောင်ရွှေ့ရမယ်ဆိုတဲ့အထင်နဲ့ကျွန်မကျွန်မအောက်ပိုင်းကိုကျွန်မပြန်စမ်းတဲ့အခါမှာကျွန်မခြေလောက်နှစ်ခုလုံးရှိသေးတယ်ပေါ့နော်ရှိသေးတယ်ကျွန်မဒီညာဘက်ပောင်ကိုကျွန်မစမ်းလိုက်တဲ့အခါညာဘက်ပောင်မှာကောင်းပေါက်ကြီးဖြစ်သွားတယ်ပေါ့နော်ကျွန်မအသားတွေခွာထွက်သွားတယ်ဆိုတော့ကျွန်မအဲ့ဒါနဲ့ဟောခြေလောက်နှစ်ခုကျွန်မငါဆောက်တော့မပြတ်သွားသေးဘူးဆိုပြီးရဲ့ခါမှာဆိုမှဒါဟိုဒီရုတ်တိုက်ပြီးရဲ့ခါကျတော့ဒီမိဆောင်သွားသွားပြီးရဲ့ခါမှာဆိုမှဘေးလွရအောင်ဆိုမှရွှေ့ရဲ့ ံလုံးဖြစ်ဆင်မှာဆိုလို့ရှိရင်ကျမတို့ကကျမရဲ့ကျမအမျိုးသားရဲ့ကျမသမီးလေးရဲ့မိသားစုတုံးကမိဘုံလေးတွေကိုင်းပြီးတော့ကျမတို့လိုက်ခဲ့ကြတာအဲစပြီးတော့တန်းမာလီဆိုကလေးကကျမတို့ဒီမိသားစုလေးတုံးအောင်ကလိုက်ခဲ့ကြတာပေါ့အလုံးနဲ့လိုက်လာရင်လည်းကျမတို့ဘုံလုံးစာတင်ကြောင်းတွေကိုရောက်ခဲ့တယ်ဘုံလုံးစာတင်ကြောင်းတွေကိုရောက်တော့ကျတော့အဲ့စာတင်ကြောင်းကြီးကဒီကွင်းကြီးထဲမှာပေါ့ဗျာကျမတို့မိဘုံလေးတွေကိုကိုင်းပြတော့ကျမတို့အနေနဲ့ เนาะไอ้ตะเบ็ดอภเฝอดิเนี่ยอดุดุเว้ยตะมารุเลยไอ้มาเมดวงซั้นสุจีเนี่ยနိုင်ငံရေးအကျဉ်းသားတွေလွှမ်းမြောက်ဖို့ရာအတွက်ဆိုတော့ကျမတို့စူတောင်းပွဲလေးတွေလုပ်တယ်ပြီးတော့ကျတော့ဒီတပိတ်ထဲရပါတယ်အဲ့လူငယ်လေးတွေကနေပြီးတော့ကျမတို့ဒီတပိတ်တရားလေးတွေစပြီးဟောတယ်ပေါ့အဲ့လိုစဟောနေတဲ့အချိန်မှာပဲလေကျမတို့ပြိဿတ်ထဲကနေပြီးတော့ကျမတို့ဒီကျမတို့ရဲ့အနောက်နန်းလေးစီကနေပြီးတော့လူကြီးတယောက်ကနေပြီးတော့ထပြီးတော့လေဒီလာပြီးတော့ဟေးလို့အော်လို့အော်လိုက်အော်လိုက်တဲ့အချိန်မှာ အဲ့ဒီတွားတို့အနန်းနန်းလေးကလူတွေပေါ့အဲသူတွေကားနေပြောကြတော့ယုံဆိုပြောကြတော့ထကြတာအဲ့ကြကျွန်မတို့လည်းလေဒီလာရတဲ့ဟိဆိုလန့်သွားတာပေါ့ကျွန်မတို့လည်းထတဲ့ထက်မှပါပါတယ်ဒါမလို့အဲ့ချိန်မှာတချို့တွေကလည်းပြန်တဲ့သူတွေရှိတယ်ဒါပေမဲ့ကျွန်မကကြတော့မပြန်မနဲ့ဗာလဲဟိဆိုဒီတပိတ်ဥဆောင် လုပ်တဲ့ဒီတပိတ်လူငယ်လေးတွေရဲ့ပြီးတော့ကြတော့ဒီကျွန်မတို့စကားပြောဆက်ခိုင်းထားတဲ့ရဲဘော်လေးတွေစီကိုကျွန်မကကြတော့လှမ်းနေပြီးကြည်လိုက်နေရ လူစီကိုလှန့်ကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ကနေပြီးတော့ော်ဒီဟိုပါပေါ့ပြောရမယ်ဆိုရှင်အတန်တွေကကျွားတို့ပြည်သူတွေကလည်းယုံယုံနဲ့အဲ့လိုဖြစ်တဲ့အချိန်မှာအတန်တွေကဆိုနေတော့သူတို့ပြောတဲ့အတန်လို့ကျွန်မကြားတော့ဗောလေလက်ဟန်နဲ့ဟိုထိုင်မှာဆိုတော့အမူအရာလေးကိုမြင်လိုက်တဲ့အချိန်မှာကျွန်မကလေဟိုဟိုထိုင်လိုက်တာကျွန်မထိုင်လိုက်တာဘာလို့လဲဆိုတော့ဒီသူတို့ကိုလည်းယုံတယ်နောက်ပြီးတော့ဒီစကားပြောဆက်ကင်ထားတဲ့ရဲဘော်လေးတွေရှိသည့်အတွက်ကြောင့်မလို့ကျွန်မအားလည်းရှိတယ်သူတို့ရှိတဲ့အတွက်ကြောင့်မလို့ကျွန်မရဲရဲကြီးကိုထိုင်ချလိုက်တာ ဖန်ချလိုက်တဲ့အချိန်မှာအဲ့မှာကျောင်းတို့ဒီတပိတ်ဖွဲ့တဲ့ပါတဲ့လူငယ်လေးတွေလည်းဟိုသူတို့လည်းစကားပြောတာခဏလေးပါပဲပြောရမယ်ဟိဆိုလို့ရှိရင်လေဒီဖြစ်စဉ်အတော်အတွင်းမှာဆိုလို့ရှိရင်သူတို့စကားပြောတာဒီလေဒီမိုက်လည်းမပါဘူးဗျာကျွားတို့ဒီစကားပြောသလိုပဲဒီတိုင်းပဲကျွားတို့ပြိတက်ကိုပြောတာပေါ့ကျွားတို့ပြိတက်ကလည်းအဲ့ချိန်မှာပြန်တဲ့သူပြန်မိမလို့ကြံခဲ့တဲ့သူတွေအားလုံးကကျတော့ငြိမ်ပြီးတော့ကျတော့နားထောင်နေကြတာသူတို့ပြောတဲ့စကားကိုလည်းကျွားတို့စိတ်လဲဝင်စားတဲ့အခါကျတော့ငြိမ်ပြီးနားထောင်နေကြတာအဲ့လိုငြိမ်နားထောင်နေတဲ့ အချိန်မှာပဲကျမစီကိုကျမလက်ကလည်းဖုန်းကလည်းကင်ထားတည်းရဆိုတော့ပေါ့ဗျာဖုန်းကဝင်လာတာမက်ဆေ့ဝင်လာတာကျမရွာမှာကြံခဲ့တယ်ကျမအမဝမ်းခဲ့ရနေပဲကြောလူလှမ်းပြောတာခုနကြီး7မိနစ်လောက်ဖြစ်လိမ့်မယ်ထင်နေစရာအဲ့ချိန်မှာကျမစီကိုစာရောက်လာတာကလေဒီလာတယ်ဟေးဆိုပဲကြောသူကစာပို့လိုက်တာစာပို့လိုက်တဲ့ကြောအဲ့ကြောကျမလည်းလေဒီလာတယ်ဟေးဆိုလန့်သွားတာပေါ့လန့်ပြီးတော့သူတို့လှမ်းကြည့်လိုက်တယ်နောက်ပြီးတော့ကျမရဲ့ဒီသမီးလေးလည်းကျမလက်ကနေပြီးတော့တင်းတင်းလေးစုပ်ထားလိုက်တာဒါမှမဟုတ်ကျမက ဟိုမထဘူးဒီလားအဲသူတို့ဒီရဲဘော်လေးပြောတဲ့စကားကိုလည်းနားစွင့်ရင်တလန့်နဲ့အဲ့လိုပဲလှမ်းပြီးကြည်နေတဲ့အချိန်မှာပဲအဲ့လိုအချိန်တိုလေးအတွင်းမှာပေါ့အဲ့ရဲဘော်လေးပြောနေတဲ့အချိန်မှာသူပြောနေတဲ့အချိန်မှာဘာလို့လဲမဖွင့်ဘူးပြီးတော့အတန်းနေအကုန်လုံးကလည်းတိတ်ဆိတ်နေတယ်အဲ့အချိန်မှာကျွန်မအထင်ပေါ့နော်အဲ့ကွင်းထဲကပြောမီရှူးလို့ပုံစံမျိုးကျွန်တော်တို့ငငယ်တော့ပြောင်းဖောက်လို့ရှိရင်ဟိုမြည်တဲ့မီရှူးလို့ပုံစံမျိုးရှူးဆိုပေါ့အဲ့လိုမြည်တော့ပေါ့အုံးဆိုပေါ့ကြာလိုက်တယ် အာကြားရတော့မှအဲ့မှာဟိုပါပေါ့မိကိုရေးတယ်ရောပြောကြတယ်ပြောရလို့ရှိရင်ဖုံနေရောအာအုံးဆိုပေါ့အဲ့လိုကြီးထတယ်ပြောကြတော့တက်လာတက်လိုက်တော့မှအဲ့ကြတော့ကျွန်မထင်လိုက်တာလေးတိလားဟိုနားထဲမှာလေဒီတန်လည်းမကြအောင်ဆိုကြတော့ကိုထင်လိုက်တာတော့လက်နဲ့ကြီးလှမ်းပြီးထုတ်ပြီးရဲပေါ့အဲ့လိုပဲထင်လိုက်တာထင်တဲ့ပေါ့ကြတော့ကျွန်မရဲကျွန်မတမီလေးရောပေါ့အဲ့လိုမဟုတ်အဲ့နားလေးမှာခဏလေးဝတ်လိုက်တယ်လားဝတ်ပြောကြတော့ဟိုပြောရမှတဲ့ဆီဆိုဖြစ်ပြက်တယ်ရလဲမြန်လဲမြန်တယ်အဲ့ချိန်မှာဟိုကိုကိုလည်းဘာလို့လို့လုံးမိမှလဲ ဟိုခုချိန်မှာတော့ပြန်စဉ်းစားလို့မရတဲ့အောင်ပါပဲကျွန်တော်တို့ထိုင်နေတဲ့နေရာနဲ့ကျောင်းဝင်ပေါက်ကဟိုတိုင်ကြီးနေရတကယ်တမ်းလှမ်းတယ်ဒါမှမဟုတ်အဲ့ချိန်မှာကျွန်တော်တို့ကအဲ့အုံအုံဆိုပြီးမြည်တဲ့အချိန်မှာလေဟိုကြောက်အလန့်အားနဲ့ထထတော့ပြေးလိုက်တာလက်နဲ့ကြီးချိန်ပေါ့အဲ့တိုင်ကိုအားကိုးရပေါ့ဟိုကျွန်တော်တို့တဖတ်တော့ကအဲ့တိုင်ကြီးနန်းလေးကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်အဲ့နန်းလေးကိုရောက်တဲ့အချိန်မှာပဲအဲကျွန်မနားထဲမှာဟိုလေဒီတန်ဆပြီးကြားရပြီအဲ့ကျတော့တိုင်နန်းလေးကိုရောက်တော့ကျတော့လေ အာဒူးဒူးဒူးနဲ့အဲ့လိုကြာကြာတော့မှအဲ့မှာကိုယ်အပေါ်ကနေပေါ့လေဒီတန်ကြီးကကြားနေရတယ်လို့ပဲဒါမှမဟုတ်လည်းမကြည့်ရဲလို့အဲ့ချိန်ကျော်ကြောက်လဲကြောက်လာပြီလေအဲ့အဲ့ချိန်မှာဒီနားတဲ့ကိုလေကျမနားတဲ့ကိုဝင်လာတဲ့အတန်ကြီးကမာယာထိသွားပြီအဲတော့ခါနောက်ကျတော့မိမတန်နေရဲ့တယောက်ကကျတော့ကိုစောရေးကိုစောကျတို့ OK ပါအောင်တခါနောက်ပြောကလေးမလေးတယောက်ကဆိုလို့ရှိရင်တမင်ချီတော်ကြီးထိသွားပြီအဲ့လိုမျိုးပေါ့အော်တဲ့အတန်ကြီးကိုကျမနားတဲ့အခုချိန်ဒီလည်းမထွက်ဘူးအဲ့အတန်ကြီးကြားတာ ကြားပြီးတဲ့အချိန်မှာဒီပြည်သူဘက်ကိုကိုကြောက်ကြောက်လန့်လန့်နဲ့ပေါ့ဟိုကလေးကိုလည်းဖတ်ထားရင်တလန့်နဲ့ပြည်သူဘက်ကိုလှမ်းကြည့်တဲ့အချိန်မှာဒီအဖြစ်ပြက်တွေကခဏလေးအတွင်းလေးမှာကိုလေးဖြစ်သွားတာတည်းမယုံနိုင်တရားပါပဲ Thank you. ကြဆုံးပေါ့နော်တေဆုံးက20နှစ်မှာ3ဦးပါထိခိုက်ဒဏ်ရာရက60နှစ်မှာ2ဦးပါဒါကကျတော့နောက်ဆုံးရဟတဲ့အတိပြုပြီးတဲ့စရင်ဖြစ်ပါတယ်ထိခိုက်61နဲ့တေဆုံး23ဦးပါဒီတေဆုံး23ဦးထဲမှာမှ session နှစ်အောက်ကလေး5ဦးပါဝင်ပါတယ်ဒီထိခိုက်62ဦးထဲမှာ session နှစ်အောက်ကလေးက20နှစ်မှာ8ဦးပါဝင်ပါတယ် စေကူတာမှုအခြေအနေကတော့အခုအချိန်မှာတော့ဗောနော်ကျမတို့နိုင်နိုင်နေနေတော့ဖြစ်ပါပြီဖြစ်တဲ့ညကတော့အာလုံးဝဗောနော် လူနာအရမ်းများတဲ့အတွက်ကြောင့်မလို့မနိုင်နေတဲ့အခြေအနေတွေရှိခဲ့ပါတယ်လက်ရှိအခြေအနေမှာတော့လုံလောက်တဲ့ဟိုစေကူတာမှုစောင့်ရှောက်မှုအခြေအနေမှာတော့ရှိပါတယ်အဲ့တော့ဟိုစေကူတာမှုအခြေအနေကတော့လုံလောက်တယ်ဆိုပေမဲ့လူနာတွေရဲ့ဒဏ်ရာကပြင်းထန်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့လိုအပ်ရင်လိုအပ်တယ်လို့ပေါ့နော်ဟိုရွှေပြောင်းပြီးတော့မှအရေးအရေးပေါ့ဘယ်လိုပြောမလဲအရေးကြီးတယ်ပေါ့နော်စေကူတာမှုအခြေအနေတွေကိုအာ ပြောင်းလဲကူတာဖို့အတွက်ပြင်ဆင်နေရတဲ့အခြေအနေတွေတော့ရှိပါတယ်။နိုင်နေတဲ့အခြေအနေတွေမှာတော့ရှိပါတယ်။အမလူနာတွေရဲ့တန်ရာတွေကတော့တော်တော်စုစုပေါ့နော်ခြေတော့ဖျက်လိုက်ရတာဒါမျိုးတွေပေါ့နော်လာနေချီပြီးစိတ်ကူတာမဲ့ဟိုအနေထားတွေတော့ဟိုကျမတို့မှာတော့ရှိပါလေတော့